အားလုံးပဲမင်္ဂလာပါများကောင်းတဲ့သတင်းတွေမှာပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖတ်ကြတော့ဒိန်းသွင်းတဲ့ဒီပါပြန်ပေးရမယ့်ကိစ္စမှာခိုင်နှင်းဝေဘက်ကမမဘူးဆိုလာတဲ့အဘာသာမိုးဆက်ရုပ်သံပြီးတော့ဖတ်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒရမဘာသာမိုးဆက်ကခိုင်နှင်းဝေဘက်ကနေဘလူရီကာဝယ်ပေးနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ုဘာကြီးမှာဖြစ်နေတဲ့ယတနာလေးကထူတော့ထူးဆန်းနေဗျဘာလို့ထူးဆန်းနေလဲဆိုရင်ရိုက်တာလုပ်တဲ့နေရာမှာဟိုမခနင်းဝေတို့ပြူပြူထွေးတို့ကိုဝေလူကျော်တို့တိုက်ခိုက်ခံခဲ့ရတာခြင်းကသူတို့ဒီနံပါတ်1အကြောင်းရင်းကတော့ ဘုရားဘာသာဖြစ်နေလို့ပဲဗျ။အာကျွန်တော်တွေးမိသလောက်ပေါ့တိုက်ဆိုင်နေဆိုတော့မရှိဘူးဗျ။ဘေးရမတိုက်ဆိုင်နေတော့မရှိဘူးအားလုံးကတော့မိမိရရဒီစီမံပြီးတော့ဟိုမိမိရရတို့ပလန်ကိုဆွဲပြီးတော့တိုက်ခိုက်ခဲ့ကြလေဗျ။အဲလိုဆိုပရမကျွန်တော်တို့ဒီနိုင်ချင်နိုင်ချင်ပြမယ်ပေါ့ဗျ။အရင်တော့ကကျွန်တော်ပရိုက်တာလောကမှာတော့ရေးဘေးဗာဘေးပို့တိုက်တဲ့ဘေးဖြစ်ဖြစ်ပေါ့နော်။ကျွန်တော်ရုပ်ရှင်မင်းသားကိုဝီလူကျော်ဆိုရင်ဒါနံပါတ်1ပဲလေ။ ဗမာတပြည်လုံးကလည်းချစ်ကြတယ်ဒီဘက်မှာချစ်နေတဲ့လူတွေကလည်းချစ်ကြတယ်အားပေးကြတယ်လှူကြတယ်တန်းကြတယ်နော်သူ့ရဲ့အောင်မြင်မှုကိုမနာလိုတဲ့လူတွေတသက်ကိုချစ်တယ်ဗျတသက်ချစ်ခြင်းကလည်းဆုနာကျွန်တော်ပြောလို့ပါဗျာသူကဘောရဘာသာဖြစ်နေတာကိုအဲ့တော့ဘောရဘာသာလူမျိုးတွေသင်ပေါ်တော်ကြားတော်မှာနေမြန်မာနိုင်ငံမှာဘောရဘာသာလူမျိုးတွေပြိုင်တဲ့လောကထဲမှာဒီဟိုထဲမှာဒီလုပ်ငန်းထဲမှာ ဟိုနံပါတ်1ဖြစ်သွားမှာကိုလည်းသူတို့စိုးရင်ကြတယ်ဗျ။ဒါတွေကဘသူတွေစိုးရင်နေဆိုတာဒါထွေထူးထူးပြပြကြမလို့ပါဘူး။အောက်တော့ကိုဝေလူကျော်ရဲ့အဖြစ်အပျက်ကိုကြည့်မယ်ဆိုရင်ကိုဝေလူကျော်ကချွန်းချွန်းတောက်နံပါတ်1နေရာမှာကိုကျော်သူပြီးရင်ပေါ့ဗျာနော်ကျွန်တော်တို့နိုင်ရေးမှာလောကမှာဟိုကျော်သူပြီးသွားရင်တော့ကျော်ကိုဝေလူကျော်ကအစားဝင်ရောက်လာတယ်ပေါ့ဗျာနော်ကိုဝေလူကျော်ကိုဘလို့ထိုးနေလဲဆိုရင်ဒါကိုဝေလူကျော်ကကျွန်တော်တို့ရခိုင်ရေးခင်းမှာကိုယ်တိုင်ကိုရောက်သွားတယ် ရခိုင်ကလေးလေးတွေရခိုင်ပြည်သူတွေအသက်ခံရတဲ့အကြောင်းလိုက်တွေလှည့်နေအကုန်လုံးကိုပြောတယ်သွားတယ်ဗောလေအဲ့ဒီအချိန်မှာဒီဘက်မှာချိနေတဲ့လူတွေပြည်တွင်းမှာချိနေတဲ့ဒီမွတ်စလင်အတိုင်းဝိုင်းကဒီဝေလူကျော်ကိုပြင်းပြင်းထန်ထန်ဝေဖန်ကြတယ်တိုက်ခိုက်ကြတယ်เนาะပြောကြတယ်ဆိုကြတယ်ဗောဗျာเนาะအင်းဒီဘက်မှာချိနေတဲ့ဒီမွတ်စလင်အတိုင်းဝိုင်းတို့ community တွေရဆိုရင်လည်းဟုတ်လားဝေလူကျော်ဆိုရင်ဘာဖြစ်တယ်ညာဖြစ်တယ်ဗောဗျာเนาะ ဒီကောင်ကဘာလဲမို့ရုပ်ရှင်မင်းသားဘာဖြစ်နေလဲညာဖြစ်နေပေါ့ဗျာအဲ့ဒီချိန်မှာကျွန်တော်တို့ညာရင်မမီတဲ့ကျွန်တော်တို့ဘာဒီမှာချိနေတဲ့လူရောဟိုအတွေးခေါ်တိတ်တဲ့လူတွေလည်းအားဟုတ်လာကြီးလားပေါ့ဗျာနော်အဲ့လိုကိုကိုကြီးလိုကြော်ကိုဒီအမြင်စောင်းလာကြတယ်ပေါ့ဗျာအဲ့ဒီဥစ္စာကိုဘယ်လိုထင်ပေါ်ပြီးတော့ဝေလူကြော်ကိုဘယ်လိုမြောင်းလဲထည့်ရမလဲဆိုအဲ့ရခိုင်ရေးခင်းပြီးများမကြာမီကာလမှာပဲတော့ယောက်ျားလေးတယောက်ဆိုတော့တော့ကျွန်တော်တို့အဖို့ချရတာလွယ်တယ်လေယောက်ျားလေးတယောက်ရဲ့အမြင်မှုကိုချနင်းဖို့ချန်လွယ်တယ်လေအဲ့ဒီမှာတင်းတင်းဆိုတဲ့ကောင်မလေးတယောက်ကို တို့တွေစီယုံလိုက်ပြီးတော့ကိုဝေးလူတော်ကိုဒီစွနပြောလို့ပေါ့ဗျာလက်မထက်သေးပဲနဲ့ဟွာပေါ့ကာမလိန်လေမှုပေါ့ဗျာအဲ့ဒါနဲ့ထပြီးတရားစွဲတယ်အဲ့တော့တင်းတင်းရဲ့ချင်းဒီဘက်ကတော့ရောဘတ်ဆန်ပေါ့ဗျာနော်စဉ်းစားကြည့်နော်စဉ်းစားကြည့်နော်တော့တခါတလေထားပြီးသားချင်းနေပါတော့တခါတည်းဟိုကွက်တိပါတယ်အဲ့ချိန်မှာရောဘတ်ဆန်ဆိုတာဘယ်သူလဲရောဘတ်ဆန်ဆိုတာချင်းဒီလောကမှာဘယ်သူလဲဆိုဥက္ကုနေပြီးသွားတယ်ဥက္ကုနေအသက်ခံရပြီးတော့ပြီးသွားတဲ့နောက်ပိုင်းမှာတက်လာတဲ့ဒီအထင်ကြီးရဲထဲမှာတော့နံပါတ်1 ေးဟိုပြောမယ်ဆိုတော့နိုင်ငံခြားမီဒီယာတွေကဘာတွေကိုနိုင်ငံခြားမာတွေကိုဘာတွေကိုတွားပြီးတော့ချွန်းချွန်းတောက်အောင်မြင်နေတဲ့ရောဘတ်ဆန်ဆိုတဲ့လူကတင်းတင်းရဲ့ချင်းနေအခမဲ့ချင်းနေပြီးလိုက်ပေးပြီးတော့ဝင်လူကျော်ကိုမြန်မာနိုင်ငံမှာခေါင်းမဖော်နိုင်အောင်အုပ်နဲ့ဂျင်းနဲ့ချထားလိုက်တာပေါ့ဗျာမမကတော့အသားတွေကလောက်ထွက်တာပေါ့ဗျာတင်းတင်းကတော့ကျွန်တော်တို့ဘောတော့ပါတာလူမျိုးပေါ့ဒါပေမဲ့ငွေတန်းကိုဘယ်သူမှမခံနိုင်ဘူးလေနော်ငွေပေးပြီးတော့ဒါတို့ရပေးอยู่ကိစ္စမှာတော့ဘလို့ရှိလဲဆိုတာကတော့ဒါတင်းတင်းလို့ဒီတို့ရဲ့ဘောဘတခြားအဖွဲ့စည်းရဲ့လူတွေပဲသိလိုက်မယ် ူတို့အဲ့ဒါကလည်းတွေးရတာရောမဟုတ်ဘူးဟိုဆွမ်းနာပြောလို့ပြောကြည်ပြူလို့လိုက်သွားတယ်ထမင်းကျော်ကိစ္စပေါ့လိုက်သွားတယ်သူပြောတဲ့စကားလေးဆိုရည်စရာတော့မှကောင်းသေးတယ်ပေါ့ဗျာနော်တင်းတင်းဆိုတာဘယ်မင်းကလေးဘယ်လိုမင်းကလေးမျိုးစားလဲဆိုတာကလူတိုင်းသိတယ်ဒါပေမဲ့လူတွေကကျွန်တော်မြန်မာလူမျိုးတွေကကိုချင်းစားတတ်တယ်တနာတတ်တယ်ကျင်နာတတ်တယ်ဟိုလိုအာနမချင်းဆန္ဒတော်ပါလို့အဲ့လိုအမျိုးမျိုးအဖုံဖုံပေါ့ဗျာနော်အဲ့လိုမုန်းနေနေဝေလူကျော်ဆိုတဲ့ဒီပရာဟိတဒီဟွာကြီးကိုဖောင်လေးချင်းကြီးကိုတို့ကဖျက်ချင်တော့အဲ့ဒီလိုတင်းတင်းလိုမျိုးသမီးတယောက်ဟိုချွတ်တဲ့မျိုးသမီးတယောက်ကိုတို့တုံးချလိုက်တယ် ဲ့ဒီမှာမောင်ကိုဝေလူကျော်ကတဖြည်းဖြည်းနဲ့မိမ့်မိန်လာပြီးတော့သူ့လည်းထိုးနှက်ချက်တွေများလာတဲ့အခါကျတော့အရင်လိုပရာဟိတကိုတက်တက်ကြွကြွမလုံနိုင်တော့ဘူးပေါ့ဗျာယနေ့ချိန်ထိပေါ့ဗျာကိုဝေလူကျော်ဘာပဲလုံပေးလုံပေးလုံပေးအခုရေပေးပဲသွားကဲပေးပေးနော်ရေပေးကိစ္စမှာဆိုလဲသူသူ့ရဲ့မှာဖော်ကားကြီးနဲ့သွားရတယ်ဟွာဖြစ်တယ်ဒါပေမဲ့အောက်ကကွန်မန်းတွေမှာဝိုင်းကြည့်လိုက်ရင်ကိုဝေလူကျော်ကိုဝိုင်းဆင်းနေတဲ့လူနဲ့အထင်မကြီးတဲ့လူနဲ့ဟာမယုံရဘူးဆိုတဲ့ကွန်မန်းတွေက90ရာခိုင်နှုန်းလောက်ဖြစ်တယ်ထိုးနှက်ကြတာထိုးနှက်ကြတာပေါ့လေနော်အခုဒီငလင်လောကမှာလဲဒီငလင်ဖြစ်ပြီးမှလဲကိုဝေလူကျော်အဲ့လိုထိုးနှက်ခြင်းကိုခံခဲ့ရတယ်ပေါ့ဗျာ ။အော်အဲ့လိုနဲ့ကိုကြီးလိုကိုဝင်လူကျော်ကယနေ့ချိန်ထိဒီပလိုက်တာသူအရင်တော့ဆွဆွတမလောက်ခဲ့ပေမဲ့အရင်ကလိုလိုပေါ့ဗျာ။နော်၁၀ခုလောက်လောက်ရမှာ၃ခုလောက်ပဲလောက်တော့တယ်။အရင်တော့တက်တက်ကြွကြွတိတ်မလောက်တော့ဘူးပေါ့ဗျာ။အဲဟုတ်ပြီကိုလူကျော်ပြီးသွားတဲ့အချိန်မှာဘယ်သူတက်လာလဲဆိုတော့အခုနောက်တစ်ယောက်တက်လာတာကတော့မခိုင်နင်းဝေပေါ့လေနော်သူဖောင်ဒေးရှင်းပေါ့လေနော်ဒီမိဘမဲ့ကလေးကဒီဟွာဒီအတွက်ကိုသူတက်လာတယ် အခုဆိုနိုင်ငံတကာမှာတောင်ချိနေတဲ့ဒီမိဘမဲဟွာနေတော့မှာနိုင်ငံတကာတောင်မှာမခိုင်နှင်းဝေကိုစုပေးဖို့ဆန်အတွက်ရွေးချယ်ထားတဲ့အစ်စ်တီအောင်ရောက်နေပြီ။နောက်နိုင်ငံတကာမှာချိနေတဲ့ဒီအဖွဲ့အစည်းတွေကနေပြီးတော့မခိုင်နှင်းဝေကိုပေးဖို့ဆန်အတွက်စုပေးဖို့ဆန်အတွက်တောင်းမှဒီနိုင်ငံတကာမှာတည်နေထွက်နေပြီ။အဲမြန်မာကြတော့ကာလာမှာပဲအခုလိုမျိုးတစ်ခုပြီးတစ်ခုပေါ့လေနော်ဒီမခိုင်နှင်းဝေကိုတိုက်ခိုက်လာတဲ့အဖွဲ့အစည်းတွေတိုက်ခိုက်လာတဲ့ post တွေတိုက်ခိုက်လာတဲ့ အော်ဒန်ကြီးကျဲလောင်လာတယ်တဖြည်းဖြည်းဖြည်းနဲ့ကျဲလောင်လာတယ်ပေါ့လေနော်အဲ့တော့တို့မြန်မာနိုင်ငံမှာဆက်တွက်ကြည့်လိုက်လေအခုကိုင်မခိုင်နင်းဝေကိုငလင်လောကငလင်ပေးဖြစ်တယ်မခိုင်နင်းဝေသူ့ရဲ့တနက်ကြောင်နဲ့သူ့ရဲ့ဝါနဲ့တွားကူညီတယ်တွားပါဖြစ်တယ်ဘာတွေဘလို့တိုက်ခိုက်လာလဲဆိုတော့ဗုဒ္ဓဘာသာဘဲကိုပဲလှူလို့ဆိုတဲ့ဒီစကလုံးတွေနဲ့တိုက်ခိုက်လာကြတယ်အဲ့တော့မခိုင်နင်းဝေတိုက်ခိုက်ခံရတာဆန္ဒကျွန်တော်ပြောသလိုမခိုင်နင်းဝေရဲ့အမှားဒီဗုဒ္ဓဘာသာ ဖြစ်နေလို့အဲ့တော့ဗုဒ္ဓဘာသာလူမျိုးတွေခင်ဗျားတို့စဉ်းစား ဟုတ်တော့ဘာသာလို့ပဲလှူတယ်ဆိုတဲ့စကလုံးနေနဲ့တိုက်ခိုက်လာတယ်အဲ့တော့ယုံမမလားလို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်ဆိုတဲ့ဒီစကလုံးနေနဲ့မခိုင်နေဝေးကိုထိုးတက်လာတယ်ကြိုက်ကူများမကြမီတလကြော်ကြော်ပဲကြာတယ်အခုနောက်တစ်ခုထပ်ပြီးတော့ထိုးနေတယ်မခိုင်နေဝေးကိုပြောမယ်ဆိုရင်တော့ဒီပရဒီပရဟိတဝါတွေကနေပြီးတော့ဒီဖောက်ဒီဝါတွေကနေပြီးမှခေါမပုံနိုင်အောင်ထပ်ပြီးတော့လုံနေပြန်တယ်အဲ့ဒါဘာလဲဆိုတော့ဆွမ်းနာအခုတပတ်လောက်ချိန်ပြီးပေါ့ဗျာနော်ချားထက်နေချား ထက်နွယ်ဆိုတဲ့မိန်းကလေးတစ်ယောက်ကငွေမှလွဲလို့ပါဆိုပြီးတော့နော်ဒီအဆုတ်ရှင်းနေပုံစံမျိုးနဲ့ဖန်တီးလိုက်တယ်ဒါပေမဲ့ကျောင်းမြမနိုင်ငံကလူတွေကလုပ်ငန်းကြီးမလုပ်ဘူးနော်ဒီအစစ်အစစ်အစစ်သွားတဲ့လုပ်ငန်းမျိုးတွေကမလုပ်ဘူးဗျမကိုက်ဘူးဗျနော်ကိုရရောက်မယ်ငွေကရောက်မယ်ဟုတ်ကိုအင်းစီဘွားပွဲပွဲဘုဆုနုဘုဆုနုလောက်ပဲ လုတ်ခဲ့ကဲလူတွေကလူများစုရှိတယ်အခုကွန်မန်းနေမှာဝင်နေတယ်အားလုံးလိုက်ပြီး brain နေတယ်လူတွေအားလုံးကိုကြည့်လိုက်တမန်လူလေးတွေအဆင်မရှိတာအဲ့တော့ဟိုအဆင်အဆင်အဆင်ဆင်ဆင်နေတယ်နိုင်ငံကျော်ကဘာအတိမတ်ဟိုကဘာမှာရှိနေတဲ့လူတွေကလည်းအတိမတ်ပြုတ်ထားတဲ့ဒီလိုမိဘမဲ့ခိုင်နေဝင်ဆိုတဲ့ foundation တစ်ခုဟာဒီငွေလက္ခဏာတို့တုံးတာတို့စွဲတာတို့လှူတာတို့တတ်တာတို့ဆိုတာ ။ဟိုဘယ်ရမှာဒါကိုလုတ်ချင်တယ်လုတ်ပြလို့မရဘူးဗျ။အလူငွေလက်ခံတဲ့လူကတက်တက်နော်ငွေထိန်းတဲ့လူကတက်တက်ပြီးရင်ဘေးမှာတော့ပြီးလူရမယ်ဆိုတာကတက်တက်အဲတော့အဲ့ဒီလူအစစ်စစ်နဲ့အဖွဲ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 နေနေဟိုလမ်းပေးရဟိုဟိုမုတ်ပြားတက်လဲဆိုင်လို့လမ်းပေးရ900ဆိုင်နေလာတော့ဟာကျွန်တော်မသွားလိုက်ပါကျွန်တော်ပြန်ပေး no အဲ့လိုလွယ်လွယ်နဲ့မရဘူးဗျ။အဲ့လိုဒါသူကဟိုအများအများပိုင်နဲ့ပတ်စံနေကိုဖိမ့်သိမ့်ပြီးလောက်ရတာပို့ပြီးတော့တာဝန်ပို့ကြည့်တယ်ဗျာ ပို့ပြီးတော့တာဝန်ပို့ကြီးတယ်လို့လောက်တဲ့အခါမှာလည်းတိကျကျတတိထားပြီးတော့လောက်ရတယ်ပေးရတယ်အခုသဘောတရားဗျာဒီဒီပစ္စံတွေကဘန်ထဲမှာဝင်နေတယ်ဟိုခိုင်နေဝေးကိုလူမလွှဲတယ်ဆိုတော့တယောက်သူကဖောက်တတ်တဲ့လူကတယောက်လာတဲ့လူကတယောက်အခုအခုခိုင်နေဝေးဖြစ်နေတယ်ပြဿနာကသွေးဝသားယူမဟုတ်ဘူးမဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့လတွေကမှခိုင်နေဝေးကတိုက်ခိုက်ခံထားရတယ်ဒီလိုမျိုးဖြစ်တယ် အခုတလပဲကြာတလကြော်ကြော်ကြာသေးတယ်နောက်ထပ်ဇလန်နောက်တစ်ခုထပ်ပြီးပေါ်လာတယ်ကိုဝင်လို့ကြော်တော့လည်းအဲ့လိုပဲရခိုင်ရင်းအပြည့်နဲ့တိတ်မကြာဘူးတလကြော်နလတော့တွင်းမှာပဲဒီတင်းတင်းဆိုတဲ့ဒီပြဿနာနဲ့ကိုဝင်လို့ကြော်ကိုမြောင်းနေရအောင်ထိုးထည့်သွားတယ်အခုမက္ကနင်ဝင်းကိုလည်းမက္ကနင်ဝင်းကြတော့အဲ့လိုရုံမာလို့မရဘူးဘာလို့တော့မင်းကလေးဖြစ်နေတယ်နေတာထိုင်တာကအေးရတီးရငိန်နေကိုချွတ်ချွတ်ချက်ချက်မချိတဲ့ခါကြတော့လူမှုရေးပြဿနာနဲ့ခနင်းဝင်းကိုပြဿနာချလို့မရဘူးအဲ့တော့ခိုင်နေဝေကိုလှူမဲ့တမ်းမဲ့လူနဲလာအောင်ခိုင်နေဝေကိုမာပြီးမှာ ပေးမဲ့လူမဲ့လူတွေလူချင်းလူခင်နဲသွားအောင်လူတွေလူဖို့ချံအတွက်ကိုယုံကြည်မှုကင်းမဲ့သွားအောင်မလုပ်မလဲဆိုရင်အခုနောက်ထပ်ဒီလိုနီးတစ်မျိုးနဲ့ထပ်ပြီးတော့ရုပ်မလာတယ်အောက်တန်းကျလာတယ်လို့ပဲကျွန်တော်ကတော့တွေးမြင်တယ်ဘာလို့လဲဆိုတော့အခုလုံချီခိုင်နေဝေတို့အလူခံဆိုတာကသူများတွေလိုဟိုဖလားတစ်လုံးကိုကင်ပြီးတော့ရက်ွက်ထဲမှာလိုက်ပြီးတော့အလူခံတဲ့အဖွဲ့အစည်းတစ်ခုမဟုတ်ဘူး 都把 office 起来，都把油起来，都把瓦起来，都把 online service 起来，我来不把来撸撸下来，油我来来给我撸撸下来。ตัวโยนเนี่ยขนาดเนี่ยเตยอเวนไหนกันเนาะมะปุเนเนมิมิยายาพ่นทาเดปราหิตาดีฟาวเดชั่นตะคู่ဖြစ်တယ်အဲ့တော့လှူမယ်ဆိုရင်လည်းတရားဝင်လှူလို့ရတယ်လို့အကုန်လုံးပေါ့ဗျာเนาะသူကသူ့ရဲ့စနစ်စနစ်စနစ်နဲ့သူ့ရဲ့စီးစနစ်စနစ်နဲ့အကောင့်နဲ့နေရာတက်တက်ရှိတယ်เนาะဒီတနေ့မှာဘယ်လောက်လှူတယ်အခုသူကလှူငွေဘယ်လောက်ချိတယ်နောက်ဘေးဌာနတွေမှာဘေးနေရာတွေမှာဘယ်လိုလိုအပ်နေလဲလိုအပ်တဲ့နေရာမှာလှူဖို့ကြံအတွက်ဆိုတော့သူ့ရဲ့အကန့်အကန့်အကန့်နဲ့အကုန်ရှိတယ် 古大咯，皮大官的那边咯，开年会也包一胶大哦，开那开年会也比二十片哦，哦，路麦路那多哦，啊，他面他们鱼尾姐七七六的，反那老早开年会说的你他个的，我说嘛，你三古丁啊，你杀古丁，俺当俺当老个，哦，天天妹卖一的，跟里不铺皮了，说老没事了吧，喏，阿斌斌。 ဒါကသူ့ရဲ့ကိုပိုင်ပစ္စံကိုပြောတာတော့သူ့ရဲ့ကိုပိုင်ပစ္စံသူ့ရဲ့ချမ်းသာမှုနဲ့သူ့ရဲ့ဟာမျိုးဆိုရင်တော့ဒီလောက်ငွေလောက်ကကလေးဘဟုပေးတဲ့ဆင့်ပဲရှိတယ်။အခုဖြစ်နေတာကအလှငွေဖြစ်နေတယ်။အဲ့ဒီအလှငွေဖြစ်တဲ့အတွက်သူ့ပစ္စံမဟုတ်ဘူး။သူ့ပစ္စံမဟုတ်တဲ့အကြောင်းဒါအများပြည်သူကလှူလက်ပစ္စံဖြစ်နေတဲ့အတွက်ကြောင့်လမ်းပေးဈေးတယ်လို့မှားသွားပြီးရော့အင်းနဲ့ပြန်ပေးလိုက်လို့မရဘူး။စင်းတဲ့ကိုဝင်လာပြီ။အခုတဘောတည်းကသူ့ရဲ့အောက်ထဲကိုဝင်လာတယ်။အဲ့ဒါကိုလွယ်လွယ်လေးနဲ့ပြန်ထုတ်ပြီးရော့အင်းနဲ့ပြန်ပေးလို့မရဘူး။ပြန်ပေးလို့လုပ်ဖို့ chance ဆိုတဲ့ သူတို့အဖွဲ့စည်းထဲမှာလည်းအဲ့ဒီလိုမျိုးပြန်ပေးလို့ရတဲ့လူအန်ဒါပါဝါမရှိဘူးသူကဘာလို့ဖြစ်လဲဆိုတော့သူ့မှာဒီတတ်မှတ်ထားတဲ့လူအဖွဲ့စည်းရှိတယ်လေတတ်မှတ်ထားတဲ့လူအင်အားရှိတယ်သူအစစ်အစစ်စစ်နေရှိတယ်ကိုလုတ်ချင်တိုင်းလုတ်ပြီးတော့ကိုယ်ပိုင်နဲ့ဝင်လာတဲ့ဥစ္စာရော့အင်းနဲ့ပြန်ပေးလို့လွယ်လွယ်နဲ့မရဘူးအလောက်ကလေးကိုတော့ဝိုင်းမှာရှိနေကြတဲ့လူတွေကနားလေဘုတ်တဲ့အခုဥစ္စာကမာဗီယာကလေးတွေကဘာမှနားမလည်ဘူးဟာဆိုတော့ဘလို့ဖြစ်တာပေါ့ညာလို့ပြောအဓိကတော့ဒီပိတ်ပုံများတာပေါ့ဗျာဒီပိတ်တွေကအားလုံးကတော့ခဏလေးကိုတိတ်မကြည့်ကြဘူးဗျအဲ့လိုဆိုအခု ဒီ base တော်သားများမှာကြည့်လိုက်ရင်ဒီ knee base ကပို့ပြီးအဲ့ဒါပို့တင်တယ်ပို့ပြီးလှုပ်စော်တယ်အဲ့ဒီ command တွေအားလုံးထဲမှာခိုင်နှင်းဝေကိုဟိုရရမရှိအောင်ဝိုင်းပြီးတော့ command တွေရေးနေကြတယ်ဒေါ်စန်းစုကြီးပုံကြီးနေတယ်အဲ့တော့စဉ်းစားကြရတာအဲ့ဒီလိုပါဗျအုံနဲ့ဂျင်းနဲ့တို့ကခိုင်နှင်းဝေကိုအထင်ကျော်ဆွတ်ချနေကြတာလုံကန်းတပေါင်းနဲ့ပြောမယ်ဆိုရင်တော့ဗန်နေဝင်လာတဲ့စရင်အဝင်ကတော့ညနာပေါ့ထုတ်တဲ့အခါမှာအစစ်စစ်ကရှိတယ်လေထုတ်ချင်တိုင်းထုတ်ပြီးတော့ပေးချင်တိုင်းပေးလို့ရအောင်ဒါသူ့ပစံမှမဟုတ်တာနော်အဲ့ဒီမှာထိန်းထားတဲ့ဗန် တ်ဆက်ကိုခိုင်ထားတဲ့လူကလည်းအဲ့ဒီလိုသူ့မှာလုတ်ပိုင်ခွင့်မရှိဘူးအဲ့တော့ရက်ကတော့တက်တာမှုရှိမယ်တက်တာမှုဒီဟာကိုလည်းသူတို့ကသိနေတယ်လုတ်တဲ့လူကလည်းသိနေတယ်ဗျာဘာလို့တော့ဆိုတော့ဒါရီကကာယကချင်းကိုယ်တိုင်သွားရင်ရှင်းလို့ရနေတဲ့ကိစ္စကိုကာယကချင်းကဘေးမလဲဆိုတော့ဟိုမဲဆောက်ပါလို့ပြောလို့ပြောထိုင်းပါလို့ပြောလို့ပြောခင်ဗျားတို့စဉ်းစားကြည့်နော်စဉ်းစားကြည့်ခင်ဗျအဖြေပေါ်တယ်နော်ဒီကိစ္စကစဖြစ်တယ်ဟုတ်တယ်တကယ် မဖြစ်နိုင်နဲ့မလွဲမှုပေါ့ဗျာမလွဲမှုအဲ့ဒီရုပ်ကိုသွားလိုက်တယ်ဒီမှာကျမလွဲတဲ့ဥစားကျမဘောင်ချလေးနဲ့ကျမဟာလေးနဲ့ဒီလိုမုံလေးနဲ့ချင်းတင်ပြီးလို့ရတယ်ဒါပေမဲ့အဲ့လိုရရင်ဒါနဲ့ကိုမကက်ခတ်အောင်တို့ကထိုင်းပါပါတဲ့လွှဲတဲ့လူကတယောက်လာထောက်တဲ့လူကတယောက်ပြန်တောင်းတဲ့လူကတယောက်အဲ့ခင်ဗျားတို့အများကြီးစဉ်းစားနေကြတယ်အများကြီးဖြစ်လာတယ်အဲ့ဒါသေဝတာယူတော့မဟုတ်ဘူး တို့ရဲ့နောက်ွယ်မှာဘာတွေလဲအခုခင်ဗျာဘလို့ပဲလွဲ့လွဲ့ဗျာအခုမက္ကနီဝီရဲ့ဖောင်ဒေးရှင်းကိုခင်ဗျားတို့လွှဲတယ်ပဲထားဘာလဲဗမာပြည်ရဲ့အခေါ်အဝေါ်နဲ့ဆိုရင်ကေပေးလားလားဗမာပြည်မှာတော့ကေပေးပေါ့ဗျာကျွန်တော်ကေပေးနဲ့လွှဲတယ်ဘာလဲနာမည်ရိုက်ပြီးတော့လွှဲမှလားဖုန်းနံပါတ်ကိုရိုက်ပြီးလွှဲမှလားဖုန်းနံပါတ်ကိုရိုက်တယ်နဲ့တိုင်တိုင်တည်းတိုက်တဲ့ဖုန်းနံပါတ်ကိုရိုက်လိုက်ကေပေးအောက်ဖွင့်လာတယ်ဆိုရင်သူ့ရဲ့နာမည်ကအပေါ်မှာပေါ်နေပြီသားနာမည်တစ်လုံးပြောင်းသွား ကနက်တလုံးပြောင်းသွားတယ်နဲ့နောက်ကနက်ပဲပြောင်းပြောင်းခြေကနက်ပဲပြောင်းပြောင်းပြောင်းသွားတယ်ပြန်နေအပေါ်မှာနာမည်မတူတော့ဘူးအဲ့တော့ဒီမိန်းကလေးကသူပတ်စံလွဲတယ်အဲ့ဒါကိုမကြည့်ဘူးလားဟုတ်ပြီဘာကောင်းနဲ့လွဲပူတော်ဆိုးသေးခဲ့တော့ကျွန်တော်ကိုယ်ဘာကောင်းဘာကောင်းပဲပေးလိုက်ကျွန်တော်နာမည်ဟောပါတစ်ခါတပ်ပေါ်နေမှာဘာကတည်းပြီးတော့ transfer နဲ့လွဲတယ်ဆိုလဲဘာကဆိုနာမည်ဘယ်သူလဲလို့တိုက်ကြည့်ပြီးမှလွှဲပေးပါဘန်ဆိုရင်တော့ပို့ပြီးတော့ဆေးဆက်တာပေါ့ဗျာ အခုတို့ဖုန်းနဲ့လွှဲမယ်ဖုန်းကိုဘယ်လိုလွှဲမလဲပွဲသားနဲ့လွှဲမလားပွဲသားနဲ့ဆိုလေပွဲသားနဲ့လွှဲမယ်ဆိုနာမည်နဲ့ဖုန်းနံပါတ်နဲ့နှစ်ခုပါဖို့ပါရမှာတကယ်လို့ကိုအိုင်ကိုကေဘေးကောက်ထရလွှဲမယ်ဆိုရင်လေခိုင်နေဝေဖုန်းနံပါတ်ကိုအဲ့ဖုန်းနံပါတ်ကိုရိုက်ခေတာနေပြန်အပေါ်မှာခိုင်နေဝေဖုန်းလေးချင်းဆိုရယ်တို့တို့တတ်မှတ်တာနာမည်ကပို့ကိုပုံနေမှာပဲဘာလို့နိမ့်ကတော့အပေါ်မှာချိထားပြီးသားအဲ့တော့တို့ကလွယ်လွယ်လေးပြောလိုက်တယ်မှားလွယ်ပြီလို့ မလွယ်တော့မလွယ်တဲ့ဟာကရှိတယ်ဟုတ်တယ်ဖြစ်တယ်။သုံးသိန်းလွှဲရမယ့်ဥစ္စာကိုသုံးညတစ်လုံးပို့သွားတယ်။သိန်း30ဖြစ်သွားတယ်။ငါးသိန်းလွှဲရမယ့်ဟာကိုသုံးညတစ်လုံးပို့သွားတယ်။ကဏ္ဍကိုတခြားမကြီးလိုက်လို့သဘောတရားကငါးသောင်းလွှဲမယ့်ဟာကိုသုံးညတစ်လုံးပို့သွားလို့ငါးသိန်းဖြစ်သွားတယ်။ right ဒါတို့လက်ခံတယ်။အဲ့ဒါကဖြစ်ဖို့ဆံအတွက်တရားရာဂိုင်းလုံးတော့ရှိတယ်။အခုဒီပုံစံကဒီချားထွက်နေတော့ရဲ့ပုံစံက မှလွယ်တယ်ဆိုတာမဖြစ်နိုင်ဘူးဒါတမင်တက်တက်ရွယ်ချက်ချင်းချင်းနဲ့ခိုင်နေဝေရဲ့ပုံရိပ်ကိုကြကြရအောင်လို့ဒါတိုက်ခိုက်တာလူတွေကိုကြည့်ပြတော့လဲမဲဆောက်မှာပြောလို့ပြောထိုင်းမှာပြောလို့ပြောအဲ့ဒီလိုဝင်သွားတဲ့ငွေကိုလွယ်လွယ်လေးထုတ်ပေးလို့ရမယ်ဆိုလူလိန်ဒီဒီကကြီးကမှခဏဒီဒီအဆမ်မတရားနေပြီးလွှဲတဲ့ဟာလေးကိုလောက်လဲလာမယ်ဆိုလို့ရတော့ဗျာဒါလို့ခေကြီးတက်မှာခင်ဗျာအကုန်လုံးဒီအကောင့်တစ်ခုထဲမှာဝင်ပြီးတော့ဟာတာတန်တွေလည်းနေတယ်သူဘာတွေတင်ထားတယ်သူ့ရဲ့ဒီ messenger မှာဘာတွေပြောထားတယ်သူဘာတွေပို့ထားတယ် ဲ့ဒါကြီးအကုန်လုံးကဒီဟာတွေအကုန်လုံးယူလို့ရနေတဲ့ဥစ္စာအဲ့တော့ तू ကပြောတယ်ခုကိုဝေသူ့ရဲ့အောက်ကိုပဲပြန်လွှဲပေးပါအဲ့ဒါကဘယ်တုန်းကပြောတာလဲစတုန်းကပြောတုန်းကအဲ့လိုဘာလို့မပြောတာလဲနောက်ကြမှာဒီဟာတွေအကုန်လုံးအားကြမှာအဲ့ကောင်တွေကပြန်ထည့်ပေးပါလို့ဒီနောက်ဆုံးစကားကဘာဖြစ်လို့အဲ့စကားကပြောတာလဲ ရုတ်တာတယုတ်တာရုတ်တော့မဖြစ်နိုင်ဘူးကျွန်တော်ဆက်လာပြောသလိုဗျာခင်ဗျဘလို့ပဲဖြစ်ပြီးခိုင်နေဝေကိုမလူဘူးဆိုရင်အဲ့ရဖောင်လေးကြီးကိုမလူဘူးဆိုရင်အဲ့ဒီနံပါတ်လိုက်ထတာနဲ့အပေါ်မှာဘယ်သူပဲလွတ်လွတ်ဗျာခင်ဗျဒီလိုတိတ်ဟိုတိတ်30လောက်လွှဲပြီဆိုရင်ခင်ဗျစဉ်းစားဗျာတိတ်တိတ်တိတ်လွှဲတဲ့လူတော်မှာအပေါ်နဲ့နံပါတ်နဲ့တိုက်နေကြသေးတာပဲနံပါတ်နဲ့နံပါတ်နဲ့ကိုက်သလားကိုက်ပြီးသွားမှရက်စုံလို့ခင်ဗျဖုံးဆိုင်ဝင်သွားကေဘေးဆိုင်ဝင်သွားကေဘေးဆိုင်ကလည်းအဲ့လိုပဲနံပါတ်ဘယ်သူလဲဟိုလည်းတေချာမှရက်စနိုက်တာမတေချာနိုက်တော့မှမရတဲ့မတေချာဘယ်သူမှမလွှဲပေးဘူးလေ အကွယ်ကိုလုတ်ပြီဆိုလဲဒါလုံးဝသိကြတယ်အဲ့တော့နောက်ဆုံးဒီကုန်းပြချုပ်ပဲဆိုရင်အခုဆိုတွက်ကြည့်ဗျာခိုင်နေဝဲလို့အစ်မပြောနဲ့ဘောတော့ပါတာလေးအများကြီးတိုက်ခိုက်ခံအခုဟိုတလုံးကဒုံဒုံတို့ဖះဆင်းလို့တော်လေးလှူတယ်မလားဖះလေးလှူတယ်ဟွာတယ်လှူတယ်အများကြီးလှူတယ်ခွန်တရခွန်တလီဆယ်ရဆယ်လီလှူတယ်အခုဒုံဒုံဘာဖြစ်နေလဲတိုက်ခိုက်ခံနေရတယ် နော်သူကားရောက်နေတိုက်ခိုက်တယ်သူချွေရောက်နေဝိုင်းပြီးတိုက်ခိုက်နေကြတယ်ခါအရင်ကဘာဖြစ်ပါတယ်လို့ညာဖြစ်ပါတယ်လို့ဟောပြူပြူထွေးဖုန်းကြောင်းတွေကိုလှူတယ်ဟွာတွေကိုလှူတယ်တိုက်ခိုက်ကြတယ်အဲအဲ့ဒီလူတွေအကုန်လုံးကဘာဖြစ်နေလဲဗုဒ္ဓဘာသာတွေဖြစ်နေလို့ဒီနီပိန်းနေနဲ့ဟွာတွေကဆိုခင်ဗျားတို့ဗုဒ္ဓဘာသာတွေထွန်းကားမှာဆိုချက်တယ်နော်အခုတင်နေတဲ့ခိုင်နေဘုတ်ကိုလိုက်ပြီးစော်ကားနေတဲ့ဘေးစ်အကုန်ကြည့်လိုက်ရင်ဒီဘေးဒီဘေးဟွာလေးကြီးပဲ။ ဝိုင်းဆင်နေတဲ့ကောင်တွေကောင်လုံးလည်းဒီဘင်းကြီးဝိုင်းဆင်နေကြတာခံနေဝေးဘူးအဲ့တော့ကျွန်တော်ကအခုမခိုင်နေဝေးတို့ဘာလို့ကိုကွာဖြစ်နေတာကခင်ဗျားတို့မြုံရင်ကြီးဒီချစ်ဆက်ပြီးတိုက်ခိုက်နေဦးမှာပဲတို့ကတို့ကတိုက်ခိုက်နေဦးမှာပဲဟုတ်ဒီပစ္စံကဆန္ဒကျွန်တော်ပြောလို့ပေါ့ဗျာအခုဘန်ကောက်ပိုက်ချင်းမစူးလဲဘန်ကောက်ပိုက်ချင်းဘယ်မှာလဲအော်မဖြစ်နိုင်တဲ့ဥစ္စာကိုလင်လိုက်တယ်အဲ့ဒါကိုဗမာပြည်ကပညာတတ်အားနည်းတဲ့လူအုပ်ကများတော့ စင်းသားတွဲကိုအားညံရင်မရှိတဲ့လူတွေကအားဗျာဒီပစ္စည်းပြန်ပေးလိုက်ပြီးသားပဲရှင်းနေတဲ့ကိစ္စကိုလွယ်လွယ်လေးဗျာခင်ဗျာ तू ကမပြီးလွှဲပြီးတယ်ခင်ဗျာပြန်ပေးလိုက်ပြီးသားပဲရှင်းနေတာကိုချုပ်အောင်လုပ်တယ်မဟုတ်ဘူးရှင်းနေတာကိုချုပ်အောင်လုပ်တာမဟုတ်ဘူးအဲ့ဒီကိစ္စအဲ့လောက်တော့မလွယ်လို့ပေါ့ဘာလို့မလွယ်လဲဆိုတော့အဖွဲ့အစည်းနဲ့လုံးလုံးနေတာဗျာ ဒီဘက်ကင်နေဝေရဲ့ foundation ဆိုတာသူတောက်ထဲလုပ်နေတာမဟုတ်သူ့မှာအဖွဲ့အစည်းရှိတယ်။နော်သူ့ရဲ့တာဝန်တာဝန်တာဝန်သူ့ရဲ့ကြားရတာတာဝန်တွေမှာလုပ်နေတယ်လို့အဖွဲ့အစည်းနဲ့လုပ်လို့နေတာ။ဝင်လာတဲ့လူကလည်းလုတ်ချင်တယ်လုတ်ပြလို့မရတယ်လို့ထုတ်ချင်တယ်လည်းထုတ်ပေးလို့မရဘူး။ခဏမှားတာတွေမှန်တာတွေခဏနောက်မှာဒါတွေကိုတေချာစစ်ဆက်ရအောင်ပါလေ။ဒါတွေကိုတေချာစစ်ဆက်ပြီးတော့တေချာပြီးဟုတ်ပြီ၊ကိုက်ကဲခြင်းဟုတ်တယ်။သူ့ဟာဖြစ်တယ်ဆိုရင်တော့ဟာသူတို့ပြောပြကြပြီလေ။နောက်ဆုံးကျတော့ထုတ်ပေးပါမယ်။အဲ့ဒါကိုမပေးရကောင်းမလားဆိုအဓိကကတော့ဒါပေါ့ဗျာဒီလိုဖြစ်ရင်ဒီလိုလုပ်မယ် ဆိုတဲ့အကွက်ကိုတို့ကသိနေတယ်ဆွဲလိုက်ပြီးခဏပြန်တောင်းအဲ့လိုမျိုးဆိုခဏချက်ချင်းနဲ့မရဘူးဆိုတာကိုတို့ကတိတိကျကျသိနေတယ်အဲ့ဒီအကွက်ကိုနင်းပြီးတော့ခိုင်နေဝင်ရပုံရိပ်ကိုရိုက်တာအဓိကကဒါတော့ဒီဥစ္စာကသွေးဟိုသားရုံမဟုတ်ဘူးလို့ဘာလို့လို့ဆိုတော့ဘသူပဲလွှဲလွှဲဗျာဒီခကြီးတွေမှာပတ်စံဘသူပဲလွှဲလွှဲခင်ဗျာဘာငါနေပြောပဲဒါတိုက်ပဲလွှဲလွှဲနော်ဘာကောက်ကောက်ပဲဒါတိုက်ပဲထက်ထက်ဖုန်းနံပါတ်နဲ့ကြည့်ပေးတယ်ပဲလွှဲလွှဲ လွဲတဲ့အကြောင်းငိုးမချိတာလွဲတဲ့အကြောင်းတခုပဲချိတာကအစွမ်းကငွေအမောက်ပဲချိမှာသုံးသိန်းလိုမှာသုံးသိန်းတလုံးပေါ်သွားလို့သိန်း30လက်ခံတယ်အဲ့လိုမျိုးဒါမျိုးကြီးကတော့လက်မခံဘူးဒါကတမင်သက်သက်ရှင်းမှလည်းတတကားတွေရှိတယ်ဆိုတော့ကျွန်တော်ကိုဝီတို့တို့တိုက်ခိုက်ခံရတယ်လို့ညောင်းလို့ရောက်သွားလို့မခံနေဝေကိုလည်းတို့ကညောင်းနေရောက်ဆီချင်းနေတာခိုင်နေဝေကိုအပြစ်ဆွဲချနေတာအဲ့တော့မာကြီးမှာရှိနေတဲ့သမတက်ပေးမတက်ကလည်းများတယ်ဗျနော်တို့ကလည်းကိုရရောင်းရေခဲရောင်းအဲ့လိုလူဒန်းသားများတာဗျနော် ဘာလုပ်ငန်းကြီးဆိုဘာမှမလုပ်ဘူးတော့ဒီအဆင်ဆင်ဆိုတို့ဘာမှမသိဘူးကျွန်တော်တို့ဒီနိုင်ငံမှာဆိုလဲခင်ဗျာပတ်ဆံဆိုတာခင်ဗျာလွယ်လွယ်နဲ့ထုတ်လို့ရတဲ့ကိစ္စမှမဟုတ်ဘူးလားကိုယ်ဗန်နေကထဲထားတဲ့ပတ်ဆံတော်မှာကိုယ်ဗန်ကိုသွားထုတ်ကြည့်ဟိုကာယကံကြံကိုသွားထုတ်ကြည့်ဟိုမင်းဘာလုပ်ထုတ်တာလဲဘာအတွက်လဲမင်းဘာလုပ်ဖို့အလောက်အများကြီးထုတ်တာလဲကိုယ့်ရဲ့ဗန်ထဲမှာချိနေတဲ့ကိုယ်ပတ်ဆံကိုတော်မှာအဲ့လိုထုတ်လို့မရဘူးခင်ဗျာလို့ထင်တာလွယ်လွယ်လေးမြန်ထင်နေကြသလားဗန်ရဲ့စနစ်ဒီမှာတော့ဈေးပေါ့ဗျာနော်အမိုင်မှာတော့ကေဘေးခင်ဗျာဈေးနဲ့ခင်ဗျာခင်ဗျာလွှဲလိုက် ကိုဖြစ်ကိုခံမရမင်းမလို့မရမင်းမင်းခံဘေဘာငါမခင်ဗျမချင်းပေဘူးအဲ့တော့ဘာနဲ့လွဲပြီဆိုတေချာစစ်ကြတယ်တေချာစစ်ပြီးသွားမှလွဲလို့ရတာအခုခင်ဗျကျွန်တော်ကိုခြေလက်မပေးလိုက်အဲ့ခြေလက်မကိုကျွန်တော်ကဘာနဲ့ထည့်လို့ချက်ချင်းရမယ်မထင်နဲ့စောက်တာတေချာလားမတေချာလားစစ်သေးတာလीအာမခင်ဗျဆွေးထုတ်မှုပြောပြတယ်ဟုတ်ကျွန်တော် Western Union နဲ့မြန်မာနိုင်ငံကိုကျွန်တော်လွှဲလိုက်မယ်ဗျ Western Union နဲ့ကျွန်တော်လွှဲလိုက်မယ် ခင်ဗျားတို့ဗမာပြည်ကညံပိန်းတွေအတွက်ကိုဟိုအုံတော်မချိတဲ့ကောင်တွေကိုပြောပြလိုက်မယ်အခုကျွန်တော်ဝက်စတန်ယူနိုက်တက်ကျွန်တော်ဗမာပြည်ကိုကျွန်တော်လွှဲလိုက်မယ်၁၀သိန်းဥပမာပေါ့ဗျာကျွန်တော်နာမည်မှားသွားတယ်ဝက်စတန်ယူနိုက်တက်ပတ်စဝတ်တွေပါကျွန်တော်ကုန်ပေးလိုက်တယ်ဟိုမှာနာမည်မှားသွားတယ်ဟိုမှာထုတ်မရဘူးကျွန်တော်ပြန်ပြောတယ်ဟာကွန်မတာထုတ်မရဘူးခင်ဗျားတို့ပြောလို့ဆိုရင်မှားသွားတယ်ကျွန်တော်ဝက်စတန်ယူနိုက်တက်ကျွန်တော်လွှဲခဲ့တဲ့ယုံလေးသွားပြီးတော့ဟာကျွန်တော်မှားသွားလို့ကျွန်တော်ပတ်စံလေးပြန်ပေးပါမှားသွားဖတ်ပေးရမယ် ကျွန်တော်ပြောသဘောလားမသိဘူးကျွန်တော်လွှဲခဲ့တဲ့အဲ့ဒီဟောကျွန်တော်ပြန်သွားမယ်အဲ့ဝက်စတန်ယူနီယံဌာနကိုကျွန်တော်ပြန်သွားမယ်ငါလွှဲတာကွာမှားသွားလို့ငါမစက်လေးပြန်လို့ခြင်းနေရမယ်ထင်လို့လားမရအောင်ရမယ်ဆောင်အ ਨੇ ဆုံးတစ်ပတ်အ ਨੇ ဆုံးအ ਨੇ ဆုံးတစ်ပတ်ဆောင်ပြီးဒါကိုကဒီနေ့ကမှစတေကနဲ့တကယ်နေတဲ့လူတကယ် W2 နဲ့လောက်ထားတဲ့ပတ်စံဆိုရင်တော့ခဏပြန်ရမယ်အဲ့ဒီလိုပါမဟုတ်ဘူး စောက်လုံးလည်းမရှိဘူးဘာမှမရှိဘဲနဲ့လွှဲထားတဲ့ပတ်စံဆိုရင်အစိုးရသိတော့မှာမလက်မန်းကြီးကျွန်တော်ဖြစ်တဲ့အတွက်ညာဥမာဥမာပေးတာနော်ခင်ဗျားတို့ကမှချင်းချင်းလေးပြောနေကြတာအမလေးကမင်းကမသွားပြသူများပတ်စံပြန်ပေးလိုက်ပေါ့မပေးဖို့ပေးမှာပေါ့မင်းတို့ကလူလိမ်မမသိလူကောင်းမမသိဘာမှမမသိတာဟုတ်လွှဲတဲ့လူနဲ့ဟွာနဲ့အခုမေးကြည့်ပြန်တော့လေဟိုဟိုတယောက်ကထိုင်းမှနေတယ်ပြောလို့ပြောဟိုမဲဆောက်မှနေတယ်ပြောလို့ပြောခိုက်ခဲချင်းကိုလည်းထုတ်ပါဆိုထိုင်းမှနေတယ်ပြောတယ်မဲဆောက်မှဟွာနေတယ်ပြောတယ်အခုရအောက်ကိုယူပြီးတော့အခုအေးမှပြောတယ်အခုအေးနဲ့တယောက်ကတိုင်းသားနာမည် 没嘛哩啊！我刚刚两百个，你百两百一，我微读嘞，喏，我没个那个，划片的，it, 但的那呢，还没片。那你要是老边遍来台嘛，你的露露。我梅州嘛，你的撸撸；巴露撸，巴芒撸不都？伊要得家的，巴得库巴没去。哎，那我看你为也不那个，嘛有大部路，喏，那鬼嘛巴里起的嘞，用不目标标哦。 ကမင်းတက်တက်ကိုလောက်တာအဲ့ဒါတွေကိုနားလည်ဖို့လိုတယ်အဓိကကကျွန်တော်ဆွနာပြောလို့ပေါ့ဗျာမခိုင်နေဝင်အဖြစ်ကငလင်မှာအကြိမ်ကြီးတယ်ရေဘေးတော့ကလည်းအဲ့ဒီလိုပဲအာဟိုးစိုးစစ်ပုံနဲ့ပေါင်းလို့ဘလို့နဲ့ပေါင်းပြီးတော့ဘလို့လူခဲ့တာပါသူ့မှာအလှပွဲမြန်မာနိုင်ငံဒုက္ခရောက်တိုင်းမှာသိန်းကိုတောင်းတဲ့ချီပြီးတော့လှူရမျက်နှာမရဘူးဝိုင်းတိုက်ခိုက်နေကြတာတော့ပဲနော်ရေဘေးတလေရေဘေးမှာလည်းသူလှူတယ်တိုက်ခိုက်ခံရတာပဲအခုငလင်ဘေးမှာလည်းတိုက်ခိုက်ခံရတာပဲ ဗုဒ္ဓဘာသာကြီးလှူလို့တဲ့ပြည်တွင်းကလူကပြည်ပကနေလူကသူ့ကြည့်တော့ငပိနေတော့နတ်မမှန်တဲ့ကောင်တွေကလှူလာအောင်ကတ်ကွက်နေကြတယ်သူတို့ကြည့်တော့တပြားလှူလာတော့တပြားမှမလှူနိုင်ဘူးကိုစောင်းနေတော့ကိုမနေရုံနေရတဲ့ကောင်တွေကသူများလှုပ်လာခိုင်းတော့လိုက်ပြဝေဖန်ပြီးတော့တိုက်ခိုက်နေကြတာအဲ့တော့ကျွန်တော်နောက်ဆုံးဘာပြောကျွန်တော်ပေါ့ဗျာနော်ကျွန်တော်ပေးတဲ့ message ကမခိုင်နေဝေခုဖြစ်နေတဲ့ပြဿနာကချော့မတွက်နဲ့ချော့မတွက်နဲ့အဲ့တော့ဗုဒ္ဓဘာသာတွေခင်ဗျားတို့ ဗုဒ္ဓဘာသာတွေတင်းတင်းကျပ်ကျပ်ခင်ဗျားတို့ခံနေအောင်ပါဗုဒ္ဓဘာသာတွေခင်ဗျားတို့အများကြီးခံနေအောင်ပါနော်အမျိုးမျိုးဘုံဘုံဗုဒ္ဓဘာသာတွေနာမည်ကြီးပြီးတော့နေရာရမှာကိုအရန်ကြောက်နေကြတယ်ဒီပလိုက်ကမှပို့ဆိုးလာတယ်နော်ဗုဒ္ဓဘာသာတွေနေရာရလာမှာကြောက်လာတယ်နော်ကျွန်တော်ဆုံးကကျွန်တော်ပြောနေပြီနော်ဒုံဒုံတို့လူရဲကျော်တွေကျန်လာတယ်ခင်ဗျားစိတ္တုတွေအများကြီးလူလာတယ်တက်တက်လူလာတယ်ကားလောက်ကလည်းဝင်လိုက်ရင်ဝိုင်းပြီးတော့ဘလင်းကြတာဒုံဒုံပို့ဆိုတာမတင်ရတော့ဘူးလိုက်တောင်လွှတ်မြောက်ဖြစ်တော့ဘူးနော် သူ့ရဲ့ချွေဘာဖြစ်ပါတယ်ညာဖြစ်ပါဆိုဝိုင်းပြီးတိုက်ခိုက်ကြတယ်နော်ခင်ဗျတို့ရဲ့ဝိုင်းတိုက်ခိုက်ခံရတယ်နော်အခုတကယ်ခေါင်းချုပ်ခိုင်တဲ့ဝီစီကိုရောက်နေပြီနော်ဒါတော့ဘုရားပါတယ်ခင်ဗျတို့တဏိတာဘုရားပါတယ်တဏိတာအတွေးခေါ်မတိတ်နဲ့သူများပြောတိုင်းမယုံနဲ့တေချာစဉ်းစားဘုရားပါတယ်ဒုက္ခရောက်မှာဘုရားပါတယ်မလူဘူးသွားလှူမှာတော့ခင်ဗျားတို့စဉ်းစားခင်ဗျားတို့စဉ်းစား အသွေးကောမတိမ်နဲ့ခင်ဗျားတို့ဘာကိုနီးမျိုးမျိုးနဲ့ပိုက်ခိုက်နေတာနောက်တော့ကျတော့နောက်ဆုံးပိတ်ပြောရမယ်ဆိုရင်တော့မကန်နေဝေတို့အနေနဲ့ဒီချစ်ဆက်ပြီးတော့ခင်ဗျားတိုက်ခိုက်ခရအောင်မယ်ချက်ချက်ခဏပါနောက်ချစ်ဆက်ပြီးဒီရဆိုးရတာဒီခင်ဗျားတို့တိုက်ခိုက်အောင်ပါလာဟိုမှာမကနေဝင်တက်ခက်ခံရအောင်ဒုံဒုံဆိုတဲ့ဟိုအဲ့အဲ့မာကြီးလက်တက်ခက်ခံရအောင်ပဲဖြူဖြူတို့တို့လက်တက်ခက်ခံရအောင်ပါဒီလိုကြမ်းတမ်းတဲ့ခါတွေအများကြီးလာအောင်ပါခိုင်းအဲ့လိုပြောရင်းနဲ့ပဲအားလုံးကျွန်တော်ပါပဲဗျာနော်မယုဒမှုတွေနဲ့တိုက်ခိုက်နေကြတဲ့လူတွေမင်းတို့လည်း 加吧，全大家吧，